British Honorable မင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လဲကျဆွန်လာရေးပါရှင်။ British အတွက်ကုဒကတင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ စကောင်းစီကနှစ်တစ္ဆန်တရနေ့မှာအကျဉ်းသားချင်းတို့4800ကျော်ကိုပြစ်ဒဏ်လွန်ရဲခွပြလိုက်ပြီးဖြစ်ပါရယ်။ထို့ထဲမှာနိုင်ငံတော်တပ်ပင်ကပုဂ္ဂိုလ်တော်ဆက်စုကြီးလည်းပါဝင်လာတယ်လို့သတင်းတွေထုတ်ပေါ်နေခဲ့လည်းဖြစ်ပါရယ်။စကောင်းစီက2025ခုနှစ်နှစ်စတရနေ့မှာအကျဉ်းထောင်အချုပ်ထောင်တတီမှာပြစ်ဒဏ်ကြာခံရတဲ့အကျဉ်းသားအကျဉ်းသူပေါင်း4893ကိုကြာခံဖို့ကြံရှိနေတဲ့ပြစ်ဒဏ်တွေကိုပြစ်ချော်ပေါ်ပြီးပြစ်ဒဏ်လွန်ရဲခွပေးလိုက်တယ်ဆိုပြီးထုတ်ပြန်ထားပြီးဖြစ်ပါရယ်။မြန်မာအနာပိုင်းကနှစ်စဉ်နှစ်စတရနေ့မှာလွန်ရဲချက်တာခွင့်ပုံမှန်ပြစ်လို့နေရှိပြီးမတရားတဲ့ပြင်ပ က်စီအချင်းထားထားတဲ့သူတွေကိုရှော့ရဲတွေပေးဖို့ကိုတော့စက်ကောင်စီကကန့်တတ်ထားဆက်ဖြစ်တဲ့လို့နိုင်ငံရဲ့ဂျင်တာမီတာဆိုဝင်တူကပြောဆိုထားပြပါရီ ယနေ့ကျန်ရောက်တဲ့မြန်မာနေတဲ့ကိုနေပြည်တွင်ရဲ့တက်တာခွင့်ပေးပြီးနောက်တစ်ချက်ပြုမှုကျူလာပါကတက်တာခွင့်ပေးထားတဲ့ပြည်သမ ्या ကိုပါချပောင်းတဲ့ချက်ခံပြီးဆိုတော့တတ်မှတ်ချက်ဖြင့်လူငင်တက်တာခွင့်ပေးချက်ဖြစ်ကြောင်းချုပ်ပြင်းစကောင်းစီကတခြားသောအကျဉ်းသားအခြေသူများကိုလည်းပြည်တရား6ပုံတပုံလူငင်တက်တာခွင့်ပေးကြောင်းယနေ့ထုတ်ပြန်ကြေညာထားဖြစ်ပါရယ်အကျဉ်းဖက်မင်းအွန်လိုင်းဟာအာဆီယံကဆောင်ရွက်နေတဲ့တွားရတွေ့ဆုံရရှိနေပြီးယင်းတွေ့ဆုံမှုဟာအတိမတ်ပြုမှုနဲ့ချီးကျူးမှုရယူဖို့ရန်အတွက်လူငင်တက်တာခွင့်ဟာနိုင်ငံရဲ့အကျဉ်းသားအခြေသူတချို့ပါဝင်လာနိုင်ကြောင်းနေပြည်တော်စစ်ဘက်တရင်မြေကရှာကုတ်ခဲ့တဲ့တဲ့ဌာနထ တော်ပြဆိုထားဖြစ်ပါရယ်။ချမ်းရတဲ့ဆက်ပင်ဝင်ကျွန်မကိုကြာနာကိုပြပါရှင်။အပင်နာစစ်မအတွေ့အတွေ့ရဲ့ဒီဝဲကျဆွတင်ရှိပါရှင်။